မိဘပြည်သူများရှင် Prime Media မှတင်ဆက်မှုဖြစ်ပါရှင်ဒီနေ့မှဆိုရင်တော့ငလင်တန်တင်ခဲ့ရတဲ့မိဘပြည်သူများအတွက်တည်တင်တိထိုက်တဲ့အကြောင်းအရာလေးတွေကိုလိုတိုရှင်းလေးပဲကျွန်မတင်ဆက်ပေးပါမယ်ရှင်ပထမဆုံးတင်ဆက်ပေးရမှာတော့အရေးပေါ်သွေးလုံအမှုအခြေအနေလေးဖြစ်ပေါ်နေရလေးဖြစ်ပါရှင်နိုင်ငံတော်ထုတ်ပြန်ချက်လေးနဲ့အတူကျွန်မပြောပြပါမယ်ရှင် မနေ့ကဆိုရင်ပြင်းထန်တဲ့ငလင်းလှုပ်ခတ်မှုကြောင့်စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်အရှေ့မြောက်ဒေသနေပြည်တော်ကောင်းစင်နယ်မြေပဲခူးတိုင်းဒေသကြီးတို့မှာငလင်းတန်းတင့်ခဲ့ရပါတယ်ရှင့်ဒီလိုမျိုးငလင်းတန်းတင့်ခဲ့ရတဲ့အတွက်ပြည်သူအချို့သိဆုံးမှုရှိပြီးတော့ပြည်သူအချို့ကလည်းထိခိုက်ဒဏ်ရာရရှိမှုတွေဖြစ်ပေါ်ခဲ့ပါတယ်ရှင့်ဒါကြောင့်အခုဆိုရင်ပြည်သူတွေဟာစကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြည်တော်ကောင်းစင်နယ်မြေတွေမှာရှိတဲ့ပြည်သူစေယုံတွေမှာတက်ရောက်ပြီးတော့စိတ်ကူးတမှုခံယူနေတယ်လို့သိရပါတယ်ရှင့် ရုံမှာနေရာမလောက်ငှမှုတွေတော့ဖြစ်နေတယ်ဆိုပြီးတော့လည်းကျွန်တော်ကြားသိထားပါတယ်ရှင်။ဒါကြောင့်အရေးပေါ်သွေးလုံအပ်မှုဖြစ်နေတဲ့အတွက်မိဘပြည်သူများအနေနဲ့နှိဆက်ရဆရုံတွေကိုတွားရောက်ပြီးတော့သွေးလှူနိုင်တဲ့အခြေအနေမျိုးရှိတယ်ဆိုရင်မြေတိသွေးမျိုးစားမစို့တွားရောက်လှူဒန်းကြဖို့အတွက်အရင်အဆုံးကျွန်မတိုက်တွန်းနှိုးဆော်လိုပါတယ်ရှင်။ကျမအနေနဲ့ဆက်လက်ပြီးတင်ဆက်ပေးချင်တာလေးကတော့အင်အားပြည့်ငယ်နေကြောင့်ကျမောင်းနိုင်ငံရဲ့ပျက်စီးဆုံးရှုံးမှုတွေကအနည်းငယ်ကိုကျမစူးစီးပြီးတော့တင်ဆက်ပေးချင်ပါရှင်။အဓိကပျက်စီးဆုံးရှုံးမှုအကြီးမားဆုံးဖြစ်ခဲ့တာကတော့စကိုင်းနယ်မန္တလေးမြို့သားဖြစ်ပါရှင်။ မန္တလေးမြို့မှာဆိုရင်ရှေးဟောင်းအဆောက်အုံတွေတာသနိကအဆောက်အုံတွေနဲ့လူနေအိမ်ကြီးပါပြိုကျပျက်စီးခဲ့တဲ့အခြေအနေတွေဖြစ်ပေါ်ခဲ့ပါရှင်။နေပြည်တော်မှာဆိုလည်းကရင်တထောင်ဆေးရုံဟာဆိုရင်အရှိပိုင်းကပြိုကျပျက်စီးခဲ့ပါတယ်။ဒါပေမဲ့ယနေ့အချိန်မှာဆိုရင်လည်းမပျက်စီးတဲ့နေရာလေးတွေမှာဒဏ်ရာရရှိတဲ့ပြည်သူတွေကိုစေကူတောင်းမှုပြုလုပ်ပေးနေပါရှင်။စကိုင်းမင်းကွန်တိနီကျောင်းရွှေရတုဝေတုငါးတက်ဆောင်ကလည်းပြိုကျပျက်စီးခဲ့ပါရှင်။ကြပြင်ကိုကြောက်စဲမြို့မှာဆိုလဲအချို့နေရာတွေမှာဆိုးဝါးစွာပျက်စီးခဲ့ပါရဲ့ရှက်။ပုံမြို့မှာဆိုရင်လဲတီတိမင်္ဂလာရွှေချမ်းသာမွေတော်ဖျားကြီးမှာရှိတဲ့ ပင်မဇေဒီတော်စိတ်ဘူးတော်မြေတို့ခခဲ့ရပါတယ်ရှင်မိထီလာမြို့မှာဆိုရင်လည်းဖျားဇေဒီသာသနိကအဆောက်အုံများနဲ့လူနေအိမ်တွေစာတင်ချောင်းတွေဥဒတိုင်းတွေပျက်စီးခဲ့ပါတယ်ရှင်မင်းဘူးမြို့မှာဆိုရင်အထင်ကရငကပွက်တောင်ပရဝံအတွင်းမှာထိခိုက်ပျက်စီးမှုများလည်းဖြစ်ပေါ်ခဲ့ပါတယ်ရှင်အမြန်လမ်းမှာဆိုရင်လည်းပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တဲ့အတွက်အမြန်လမ်းအောင်သွားရောက်မဲ့မိဘပြည်သူများအတွက်တိတိတိထိုက်တဲ့အချက်လက်တွေကိုကျမတို့ပြသပါမယ်ရှင် အခုပြတ်သားတဲ့လမ်းမှန်တိုင်းလေးတွေမှာပျက်စီးဆုံးရှုံးမှုတွေရှိရတဲ့အတွက်မိဘပြည်သူများနဲ့အနေနဲ့ပေါ့နော်သတိထားပြီးတော့သွာလာကြဖို့အတွက်လည်းတိုက်တွန်းနှိုးဆော်လိုပါရှင့်ဒါပြင်ငလိန်လှုပ်ခတ်မှုဖြစ်ပေါ်ပြီးတဲ့နောက်မှာကောလာဟာလာတွေလည်းထွက်ပေါ်နေပါရှင့်ဆယ်ကျိုးတာတို့ဘာလို့ပေါ့နော်အဲ့လိုမျိုးဖြစ်စဉ်တွေဖြစ်ပေါ်နေတဲ့အတွက်ကျမတို့နိုင်ငံတော်ကထုတ်ပြန်ထားတာလေးလည်းပြောပြပါမယ်ရှင့်စိုက်ပျိုးရေးမွေးမြူရေးနဲ့အစံမြောင်းဝင်ရေးဌာနကနေပြီးတော့သတင်းထုတ်ပြန်ထားပါတယ်တိုင်းဒေသကြီးနဲ့ပြည်နယ်သီးသီးမှာရှိတဲ့အဓိကဆက်တမန်တွေအားလုံးထိခိုက်မှုမရှိပါဘူးဒါကြောင့်ထူးခြားမှုတွေအားလုံးကိုအချိန်နဲ့တပြေးညီတင်ဆက်ပြီးတော့ထုတ်ပြန်သွားပါမယ်ဆိုပြီးတော့ကြေညာထားပါရှင့် မိဘပြည်သူများအနေနဲ့စိုးရင်စိမ်များဖြစ်ပေါ်နေရဆိုရင်လောလောဆယ်မှာစိတ်အေးလို့ရတာပေါ့ရှင်ဒါပေမဲ့နောက်ထပ်နောက်ထပ်ငွေတင်ရနောက်ဆက်တွဲရှိရတဲ့အတွက်အထူးသတိထားနေထိုင်တာကတော့တင့်တော်ပါရဲ့ရှင်ဆက်လက်ပြီးတင်ဆက်ပေးကြတာကတော့ကျွန်မနိုင်ငံငွေတင်ပေါ့နော်ဒဏ်ခံခဲ့ရတာကျွန်မနိုင်ငံတစ်ခုရဲ့ဖောက်ပါအောင်ရှင်ထိုင်းနိုင်ငံတရုတ်နိုင်ငံလည်းခံခဲ့ရပါတယ်ထိုင်းနိုင်ငံဆိုရင်ကွန်ဒိုကြီးတွေပြိုကျတဲ့အထိကိုဖြစ်ပေါ်ခဲ့ပါရဲ့ရှင်စိတ်မကောင်းစရာသတင်းလေးတစ်ခုကတော့ထိုင်းနိုင်ငံမှာဆောက်လက်ဆတိုက်ပေါ့နော်ပြိုကျခဲ့တဲ့အတွက်အဲ့ဒီမှာအလုလုကိုင်းနေမြန်မာနိုင်ငံသားအချို့လည်းတိတ်ဆုံးမှုတွေရှိရလို့သိရပါရဲ့ရှင် ကျွန်တော်မြန်မာနိုင်ငံသားအတွက်အင်မတန်ဝမ်းနဲ့ကြေကွဲရပါတယ်ရှင့်ကိုယ်နိုင်ငံထဲမှာလည်းဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ရသလိုသူများနိုင်ငံမှာလှုပ်တော်လို့ရတယ်လှုပ်သားတွေမှာလည်းဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့တဲ့အတွက်ကျွန်တော်တို့အင်မတန်စိတ်မကောင်းဖြစ်ပါရှင့်အခုဆိုရင်ကဲစေးပိုင်ပေါ်နော်ကဲစေးပိုင်ကိုရောက်လာပါပြီရှင့်ငလင်မင်းရဆိုရင်ငလင်လောက်ခတ်ပြီးတာနဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဦးကျော်မူကြီးမေရောင်လိုင်ကနေပြည်တော်ကနေထောင်စည်းရုံရောက်ရှိသွားတာလည်းတွေ့တယ်။ဒါပြင်နေပြည်တော်တခွင်ပေါ့နော်။လှည့်လည်ကြည့်ရှုပြီးတော့လိုအပ်တာတွေလည်းအမြန်ဆုံးမှားချခဲ့တာကိုမြင်တွေ့ရပါရဲ့ရှင့်။ ဒါပြင်အခုဆိုရင် HHAHA Center နဲ့အိန္ဒိယနိုင်ငံတို့ကနေပြီးတော့အရေးပေါ်ကူညီခဲ့စေပစ္စည်းတွေမနှက်ပြန်ပါဆိုရင်ရောက်ရှိမယ်လို့သိရှိရပါတယ်ချက်ရုရှားနိုင်ငံရဲ့ကူညီမှုကတော့သမ္မတပူတင်အမိန့်နဲ့ရုရှားကအရေးပေါ်အခြေအနေကိစ္စအဖွဲ့တွေပါဝင်တဲ့လူမှုကိစ္စလေးနှစ်စီးကမြန်မာနိုင်ငံကိုဆေးလွှတ်လိုက်ပြီးဖြစ်ပါတယ်ချက်မကြခင်မှာရောက်ရှိပြီးတော့ကိစ္စမှာဖြစ်ပါတယ်ဒါပြင်ကိစ္စပစ္စည်းပါဝင်တဲ့တရုတ်နိုင်ငံယူနယ်ပြည်တယ်ကကိစ္စဆေးကုသမှုအဖွဲ့လည်းမြန်မာနိုင်ငံကိုထောက်ခွာလာခဲ့ပြီးဖြစ်ပါတယ်ချက်ဒါပြင်အမေရိကန်နိုင်ငံကသမ္မတထရန့်ကလည်း ကူညီမယ်ဆိုပြီးတော့ယမန်နေ့ကပြောကြားသွားခဲ့တယ်လို့ကြားသိရပါရှင့်ကိစ္စရေးတွေအရှုပ်ရှုပ်ရောက်လာတော့မှဖြစ်တဲ့အတွက်မိဘပြည်သူများလက်ရှိအခြေအနေလေးကိုခေတ္တခဏနောက်ခံကြဖို့အတွက်လည်းကျွန်မတိုက်တွန်းလိုပါရှင့်ကျွန်မကုဆက်လက်တင်ဆက်ပေးမှာကတော့မိဘပြည်သူများအတွက်သတိပြုရမယ့်အချက်လေးသာဖြစ်ပါရှင့်ငလင်းဆိုတာနောက်ဆက်တွဲရှိရပေါ့နော်ဒီခါမှာအမေရိကန် USGS ရဲ့ခံမှန်းတွက်ချက်မှုအရာတလအတွင်းမှာငလင်းလှုပ်နိုင်ခြေထက်ရှိနေသေးရဲ့ဆိုပြီးတော့သိရပါရှင့်ဒီကြောင့်လေးကိုတော့ဆရာဒေါက်တာနေစင်လက်ကတင်ထားဖြစ်ပါရှင့် အခုဆိုရင်ဒါကျမတို့မနေ့ကလှုပ်သွားတဲ့ငလင်မျိုးပေါ့နော်7.7ရှိပါရဲ့အဲ့ဒီငလင်မျိုးကတော့ထပ်ဖြစ်နိုင်မှုအတွက်200ခိုင်လောက်မှရှိရလို့သိရပါရဲ့နောက်ထပ်ထပ်ပြီးတော့လှုပ်နိုင်ခြင်းရှိရဲ့အမျိုးအစားတွေကတော့4အဆင့်ပေါ့နော်နံပါတ် magnitude 4အဆင့်ရကြတော့69ရာခိုင်နှုန်းဖြစ်နိုင်ရရှိတယ်။ magnitude 5အဆင့်ရကြတော့87ရာခိုင်နှုန်းဖြစ်နိုင်ရရှိတယ်လို့ခန့်မှန်းကြပါအရှင့်။ဒါပေမဲ့ magnitude 5အဆင့်မှာဆိုရင်အိမ်ဟောင်းတွေနဲ့စောက်လုပ်ရေးမှာဆံမမီတဲ့အဆောက်အုံတွေဆိုရင်ထိခိုက်တာတွေရှိနိုင်ပါတယ်အရှင့်။ ဒါကြောင့်ဘလိုပဲဖြစ်ဖြစ်သတိပြုကြဖို့အတွက်လည်းမြစ်တာခံလို့ပါရှင်အခုချိန်မှာကိုယ့်ရဲ့အိမ်ကဒီပထမငလင်တကြောကြောင့်ပေါ့နော်ပျက်စီးမှုတွေဖြစ်သွားခဲ့တယ်ဆိုရင်အတက်နိုင်ဆုံးအိမ်တွင်းမှာမနေဘဲနဲ့အိမ်မပြုတ်ပြင်ရသေးခင်ပေါ့ရှင်မနေဘဲနဲ့အိမ်ပြင်ပတ်မှာပဲခြံလေးရရှိရဆိုထွက်နေကြဖို့အတွက်လည်းကျွန်မတိုက်တွန်းချင်ပါရှင်ကျွန်မခုတင်ဆက်ပေးတာတော့ငလင်နဲ့ပတ်သက်ပြီးတော့ကျွန်မတို့မိဘပြည်သူများသိရှိသင့်တဲ့အချက်အလက်လေးတွေတည်းကနေပြီးတော့လက်ရှိရရှိထားတဲ့သတင်းလေးတွေကိုစုစည်းပြီးတင်ဆက်ပေးတာဖြစ်ပါရှင်မိဘပြည်သူများကိုယ့်ရဲ့ပတ်ဝန်းကျင်မှာပျက်စီးဆုံးရှုံးမှုတွေအများကြီးကိုမြင်တွေ့ပါပါရှင်ကျွန်မတို့လည်းငလင်ထံကိုခန်းဆားခဲ့ရပါရှင် ကံကောင်းထောက်မလို့ဒါအသက်အန္တရာယ်မဖြစ်ခဲ့တာပါရှင့်မိဘပြည်သူများလည်းဒီလိုမျိုးဘဝမှာတစ်ချိန်မှမကြုံဘူးတဲ့အရာကြီးကိုကြုံခဲ့ရမယ်ဆိုတာကျမတို့အားလုံးကိုချင်းစာလို့ရပါရှင့်ဒါကြောင့်အခုချိန်မှာကျမတို့ကဘယ်ရာကူမှခေါင်းနဲ့မထည့်ဘဲနဲ့ဥနိုင်ငံကိုလူမျိုးပေါ့နော်လူသားချင်းစာနာမှုနဲ့တောင်းတကြဆောက်ရှောက်မှုတွေပြုလုပ်ကြပါလို့ကျမတိုက်တွန်းချင်ပါရှင့်ကျမတို့မြန်မာမှာဆိုစကားရှိရလေဥစ္စာဟုသည်မျက်လည်မျိုးတဲ့ ကျမတို့ဒီလိုမျိုးမျက်လက်မျိုးဖြစ်ခဲ့တဲ့အရာတွေအများကြီးကြုံခဲ့ပါပြီရှင့်စစ်ဘေးစစ်တမ်းမှာလည်းကြုံရတယ်အခုလိုငလင်ဘေးတမ်းမှာလည်းအင်မတန်ခိုင်မာတဲ့အိမ်ယာအဆောက်အဦတွေပြိုကျပျက်စီးတာဟာမျက်စိတမိတ်တက်တပြက်အတွင်းမှာပဲရှင့်ကျမတို့ဘလောက်ထိပဲငွေကြေးတွေစူးစားရှာဖွေစေကမှုသဘာဝတရားကြီးကြောင့်ခဏတွင်ချိန်မှာပျက်စီးမှုတွေကကျမတို့လူသားမျိုးနွယ်တွေမှာကြုံတွေ့ရတတ်ပါတယ်ဒါကြောင့်ကျမတို့ဟာဆိုရင်ခေတ်ကာလကိုကြည့်ပြီးတော့တန်တဲ့တဲ့ခုန်ကြီးဆောက်ရှောက်မှုတွေနဲ့သာဆက်လက်နေထိုင်ကြဖို့အတွက်လက်ရှိကာလလေးကိုဖျက်ဆီးကြဖို့အတွက်ကိုကျမတိုက်တွန်းချင်ပါတယ်ရှင့် ကျွန်တော်တို့ Prime Media ကိုအားပေးတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုကျန်းမာကြပါစေ။အခုကြုံလိုက်ရတဲ့ငလင်ဘေးဒဏ်ကြီးကနေပြန်လည်ထူထောင်ရေးတွေအမြန်ဆုံးလုပ်ကိုင်နိုင်ကြပါစေလို့ကျွန်တော်တို့ Prime Media အဖွဲ့သားများအားလုံးမှဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်။